မင်္ဂလာပါဒီနေ့ Premier League အပြောင်းရွှေ့လောကတဲ့ကအကြောင်းအရာတစ်ခုကိုကျွန်မတို့အတူတူအသေးစိတ်ကြည့်ကြအောင်အဲ့ဒါကတော့ Manchester United နဲ့ Brentford တိုက်စစ်မှု Brian Embumo ရဲ့အပြောင်းရွှေ့ဖြစ်နိုင်ခြေပါပဲဟုတ်ကဲ့စိတ်ဝင်စားစရာကောင်းတဲ့ပြောင်းရွှေ့သတင်းတစ်ခုပါကျွန်တော်တို့လေ့လာထားတဲ့အရင်မြင့်တွေအရဆိုရင်တော့ United ရဲ့ကြိုးပမ်းမှုတွေရှိတဲ့အဲပြိုင်ပတ်တည်းရဲ့စိတ်ဝင်စားမှုတွေလည်းတွေ့ရတယ်ပြီးတော့ကစားသမားကိုယ်တိုင်ကတော့ဘယ်လိုသဘောထားလဲဆိုတာတွေပေါ့ဟုတ်ပါတယ် ဒီချက်တဲ့အားလုံးကိုခြုံငုံပြီးတော့အမ်ဘူမော United ကိုရောက်နိုင်ချေဘလောက်ရှိလဲနောက်ွယ်ကအသေးစိတ်အခြေအနေတွေကပါတယ်လဲဆိုတာဆွေးနွေးကြည့်ကြတာပေါ့ဆိုတော့ United ကအတော်လေးအားစိတ်နေတယ်လို့ကြားတယ်နော်ပထမကန်လန်းချစ်တောင်ပေချခံလိုက်ရတယ်ဆိုလားမှန်ပါတယ်အသက်25နှစ်ဖိခရရာဒီ Go 20တောင် တွင်းထားတဲ့အမ်ဘူမိုကိုခေါ်ဖို့ပေါင်55တန်နဲ့ကန်လန်းခဲ့တာအခြေခံပေါင်45တန်နဲ့အပူစုကျဲပေါင်10တန်ပေါ့ ဒါကို brand for bag ကလက်မခံခဲ့ဘူးပေါင်95တန်းဆိုတာမနည်းဘူးနော်ဟုတ်တယ်စိတ်ဝင်စားကြကောင်းတာက United က Wolfgang နဲ့ Mathis Kuna ကိုပေါ့60နဲ့တန်းမှာတန်းနဲ့ခေါ်ရပြီသားဒါမဲ့နောက်ထပ်တိုက်စစ်မှုတော့အထူးသဖြင့် Ambo Molo ကစားသမားမျိုးကိုထပ်လို့ချင်နေတော့မယ်อืมတိုက်စစ်ကိုတော့အားဖိချင်နေတယ်ဘောပဲဟုတ်ပါတယ် Manchester Evening News မှာပေါ်ပြထားတာက United ဟာလာမဲ့လာယာတီဂျိုလေ့ကျင့်ခန်းအမိခေါ်ယူနိုင်ဖို့အဲတော်တော်လေးအလင်းလိုနေတယ်လို့ဆိုတယ် အမြန်ဆုံးအပိသက်ချင်းတဲ့ပုံပဲဒါပေမဲ့ဒီကိစ္စက United တင်းနေတော့မဟုတ်ဘူးမလားအဲ Tottenham Hotspur ကပဲဒီအပြည့်ပြခွဲတဲ့ပါလာပြီဆိုတော့အချီနေကပို့ပြီးတော့စိတ်လှုပ်ရှားစရာဖြစ်လာပြီဟုတ်ကဲ့စပါရဲ့စိတ်ဝင်စားမှုကလည်းအံ့ဩစရာတော့မဟုတ်ပါဘူးသူ့မှာအချောင်းပြချက်ကောင်းကောင်းရှိတယ်ဟုတ်ပါဘာဖြစ်လို့လဲသူတို့ရဲ့နီးပြတဲ့လေ Thomas Frank သူကအမ်ဘရမိုနဲ့ Brentford မှာ6ညလောက်အတူတူလုပ်ခဲ့တဲ့ဆရာတပည့်တွေ ဆိုတော့ Frank ကသူ့တပည့်ဟောင်းကို London မြောက်ပိုင်းကို ပြန်ခေါ်ခြင်းနေတာဖြစ်နိုင်ခြင်းအများကြီးပဲ။အော်ဆရာတပည့်ပြန်ပေါင်းစည်းဖို့စူးစမ်းတာပေါ့။ဒါကအပြောင်းအရွှေ့မှာအရေးပါတဲ့ factor တစ်ခုဖြစ်လာနိုင်တယ်။အတိအကျပါပဲ။အဲ့ဒီစစ်ဆန်ရတာအဆုံးဖြတ်ပေးနိုင်တဲ့အချက်တစ်ချက်ဖြစ်လာနိုင်တယ်။ပြလာလီစပါမှာနောက်တဲ့အားသာချက်တစ်ခုရှိသေးတယ်။အဲ့ဒါက United မှာမရှိတဲ့ Champion League ကစားခွင့်ပဲ။ပြခဲ့တဲ့ရာဒီ Europa League Final မှာ United ကိုသူတို့နိုင်သွားတာဆိုတော့လေ။ ဒါကတော်တော်လေးအရေးကြီးတဲ့အချက်ပါ။ဘယ်ကစားမှမဆိုချန်ပီယံလိကစားကြင်ကြတာပဲလေ။ဒါကဆွေးဆောင်မှုအကြီးကြီးပဲ။음ကစားသမားအများစုအတွက်ကောဒါကဦးစားပေးဖြစ်မှာပဲ။ဟုတ်တယ်။ဒါပေမဲ့အန်အိုးစရာကောင်းတာတာသတင်းရင်းမြစ်တွေအရာဆိုရင်ဗောလေအမှုမိုးကိုတိုင်ကလွန်ခဲ့တဲ့တပတ်နှစ်ပတ်လောက်ကသူ့ရဲ့ယင်းဤဆုံးလူတွေကိုပြောခဲ့တယ်ဆိုတာမျိုးဖတ်ရတယ်။အဲ United ကသာသူ့ရဲ့ number 1ဦးစားပေးအသင်းဖြစ်တယ်ဆိုပြီးတော့ဗော။ဟင်ဒါကတော့တကယ်စိတ်ဝင်စားစရာပဲ။ ချန်ပီယံလိဂ်ကစားခွင့်ရတဲ့စပါသက်ဥရောပပွဲတော်မကစားရမယ့်ယူနိုက်တက်ကိုပိုရွေးချင်တယ်ဆိုတာလား။ Hmm သူက Old Trafford မှာကစားဖို့စိတ်ကူးရှိနေပုံပဲ။ပြီးတော့နှီးပြတဲ့ Ruben Omerin လောက်အောင်မှာကိုယ့်ကိုထက်သေးပြချင်တယ်လို့ဆိုတယ်။ဒါဆိုရင်တော့ Club တင်းရဲ့တမိုင်းနာမကွန်တင်းဆိုတာတွေကလက်ရှိအခြေအနေတွေထက်ပိုပြီးတော့သူ့ကိုဆွဲဆောင်နေတယ်လို့ပြောရမှာပေါ့နော်။ဒါကကစားသမားရဲ့စိတ်တက်ကိုလည်းပြတယ်။ပြီးတော့ United လို့ Club မျိုးရဲ့အရှင်အဝါအဲတမိုင်းဝင်ဆွဲဆောင်မှုကဘလောက်ထိ အရေးပါနေဆဲလဲဆိုတော့ကိုပါပြနေတာဟုတ်ကဲ့နိပြ MRM ကိုတိုက်တောင်တီချက်ကိုပြောဘူးတယ်လေသူရောက်လာတော့ကပြောတာပေါ့ဒါ Manchester United ပါလူတိုင်းက Manchester United အတော့ကစားချင်ကြပါတယ်ဆိုပြီးအသင်းရဲ့ဂုံတိတ်ခါကြောင့်ကစားသမားတွေလာချင်ကြတယ်ဆိုတဲ့သဘောမျိုးအလေးပေးပြောသွားခဲ့တယ်ဆိုတော့ပြီးမဲ့တဲ့ယာတီတွေမှာအသင်းကအခြေအနေတိတ်မကောင်းခဲ့ပေမဲ့ um ကဘာအဆင့် club တခုရဲ့ဂုံတရင်နဲ့ဆွေးဆောင်မှုကတော့ရှိနေတော့မယ်ဆိုတဲ့တတိတခုလို့ဖြစ်နေတာပေါ့အမ်ဘူမောရဲ့စိတ်ဝင်စားမှုကဒါကိုပြနေတယ်လို့ပဲအတိအကျပါပဲတကယ်လို့ဒါဒီအပြောင်းရှိရဖြစ်သွားခဲ့ရင်ပေါ့လေဒါလက်ရှိအောင်မြင်မှုအခွင့်ရဥပမာ champion league လိုမျိုးပေါ့အဲ့ဒါတွေတဲ့ club ရဲ့နာမည်တမိုင်းပြီးတော့ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုပို့ပြီးရှယ်ရန်တန်တဲ့ကစားသမားတယောက်ရဲ့စိတ်ဝင်စားစရာဇလန်းတပူဖြစ်လာမှာပဲ တကယ်ကိုစဉ်းစားစရာအချက်တွေပါမယ်နောက်ဆုံးအရင်နဲ့ပေါ့နော်စဉ်းစားမိတာတခုက အမူမိုးသား United ကိုရောက်လာခရင်သူ့ရဲ့အရေးသွေးတွေက United ရဲ့လက်ရှိတိုက်စုပိုက်အားနည်းချက်တွေကိုဘလောက်ကြီးဖြည့်ရှင်ပေးနိုင်မလဲဟုတ်တယ်အဲ့ဒါအရေးကြီးတယ်မြေကုန်မယ်သူကဂိုးတွင်းအားရောဖန်တီမှုပါရော ကောင်းတဲ့ကစားသဘောဆိုတော့မျောလင့်ချက်တော့ထားစရာပေါ့ ပြီးတော့သူ့ရဲ့ရောက်ရှိလာမှုကနီးပြတ် Amoran ရဲ့နီးစနစ်ပိုင်းကစားကွက်ပိုင်းတွေမှာရောဘလို့ပြောင်းလဲတဲ့အယူသရမှုတွေရှိလာနိုင်မလဲဆိုတာကလည်းစောင့်ကြည့်ရမယ်အထင်မှာပါတာပေါ့ဟုတ်ကဲ့ဒါတွေအားလုံးကတော့လာမယ့်ရသက်သက်တွေအတွင်းမှာဘလို့ထစ်လာမလဲဆိုတာကိုစိတ်ဝင်စားစရာနဲ့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်